တရုတ်နိုင်ငံဟာအီရန်ရဲ့ရင်းနှံအများဆုံးဝယ်ယူသူဖြစ်ပါတယ်တရုတ်ဟာလာဇင်အီရန်ထမရင်းနှံစီပေါင်း43တန်းခန့်ကိုဝယ်ယူနေပါတယ်အီရန်နိုင်ငံတို့တင်ပို့တဲ့ရင်းနှံအားလုံးရဲ့60%ကတုန်းခန့်ဖြစ်ပြီးတရုတ်ရဲ့စုစုပေါင်းရင်းနှံတင်သွင်းမှုရဲ့73.6%ရာခိုင်နှုန်းဖြစ်ပါတယ်တရုတ်နဲ့အီရန်တို့ဟာ2021ခုနှစ်ပဲပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တော့လဲတရုတ်ဟာ2009ခုနှစ်ခုနှစ်ကတည်းကအီရန်မှာဒေါ်လာ5ဘီလီယံခန့် ဒါရင်းနှီးမြှုပ်နှံခဲ့ပါတယ်။သူပမာဏခါဆော်ဒီအာရေဗျတာမမဟုတ် UAE မှာတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ပမာဏထက်များစွာနည်းလွန်းပါတယ်။ရုရှားကအီရန်ကိုစစ်ရေးအရထောက်ပံ့ရမှာများစွာအထောက်ကူမဖြစ်ပေးခဲ့ပါဘူး။ရုရှားကအီရန်ကိုလေ့ကျင့်ရေးဂျက်လေယာဉ်တွေပဲပေးတယ်။တကယ်တိုက်လေယာဉ်လေယာဉ်တွေမဟုတ်ပါဘူး။အကြောင်းမှာရုရှားဟာယူကရိန်းစစ်ပွဲကိုအယုံဆိုင်နေခြင်းကြောင့်ဖြစ်တဲ့သူအတွက်ကြောင့်ယခုအခါအီရန်ဟာ၎င်းရဲ့လေတအတွက်အကူအညီပေးဖို့အတွက်တရုတ်ကိုစာဖွင့်နေပြီဖြစ်တဲ့ ရုရှားကလည်းလည်းရောက်ချမှုအပေါ်ကန်တာချက်များရှိတဲ့အတွက်ကြောင့်အီရန်ရဲ့စစ်ရေးလိုအပ်ချက်ကိုမဖြစ်စေပေးနိုင်ခဲ့ပါဘူး။အဲဒါကြောင့်တရုတ်ဟာ J-10C နဲ့ FC-1 ဇိုင်လုံကဲ့သို့သောတိုက်လေယာဉ်အစ်စ်များအတွက်အီရန်ရဲ့အဓိကရွေးချယ်မှုဖြစ်လာပါတယ်။တရုတ်ကအီရန်ကိုလည်းလည်းတွေထောက်ပံ့ပေးနေတာနဲ့အတော်ကြာပြီဖြစ်တယ်။တရုတ်ကအီရန်ရဲ့ကိုပိုင်စစ်ဘက်ဆိုင်ရာစစ်ရုံတွေတိစောက်ရမှာလည်းကူညီပေးခဲ့ပါတယ်။တရုတ်နိုင်ငံအရာပဲနဲ့စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက်အသုံးပြုနေတဲ့ပစ္စည်းတွေဖြစ်တဲ့နှမျိုး၃ ပစ္စည်းတွေကိုအီရန်ကိုရောင်းချခဲ့ပါတယ်။ဒုံးကျည်ပြုတ်လို့တဲ့ဓာတုပစ္စည်းများကဲ့သို့အချို့သောပစ္စည်းများကိုလည်းအီရန်ရဲ့ဒုံးကျည်အစီအစဉ်မှာတွေ့ရှိခဲ့ရမှာဖြစ်တယ်။၂021ခုနှစ်မှာတရုတ်နဲ့အီရန်တို့25နှစ်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဤသဘောတူညီချက်အရတရုတ်နိုင်ငံဟာစစ်ဘက်ဆိုင်ရာနည်းပညာနဲ့လက်ချင်းချင်းများမှာပူးပေါင်းဆောင်ရွက်ဖို့တိုးမြှင့်ဖို့အတွက်မျှော်လင့်ထားပါတယ်။ တရုတ်အီရန်နဲ့ရုရှားတို့ဟာအိုမန်ပင်လယ်ကွင်းမှာပူးတွဲရေတပ်လက်ချမှုပြုလုပ်ခဲ့ပါတယ်စစ်ချင်းရဲ့အမိကတော့ Maritime Security Bat 2025ဖြစ်ပါတယ်အဆိုပါစစ်ရေးလက်ချမှုမှာတိုးနိုင်ငံစစ်ရေးအရပူးပေါင်းလှုပ်ဆောင်နေပြီးစောက်ကြည့်ရေးစွမ်းရည်များကိုလည်းမျှဝေနေကြောင်းပြသခဲ့ပါတယ်ဒါဟာပင်လယ်ကွင်းဒေသမှာတရုတ်နိုင်ငံရဲ့အကြီးဆုံးရေတပ်လက်ချမှုဖြစ်ခဲ့ပါတယ်တရုတ်နိုင်ငံက၎င်းရဲ့စစ်အင်အားကိုတိုးချဲ့နေပြီးပင်လယ်ကွင်းမှာပုံမတက်ကြွလာကြောင်းပြသနေပါတယ်ရုရှားက အီရန်ကိုအများကြီးမကူညီနိုင်တာကြောင့်အီရန်ဟာတိုက်လေရင်တွေဒုံးတွေနဲ့စစ်ရဲအကူအညီတွေပေးဖို့တရုတ်ဘက်ကိုလက်နေပါတယ်တရုတ်နိုင်ငံစစ်ပွဲထဲသို့ခုန်တက်မဲ့အစား၎င်းရဲ့ရေနံကုန်တမှုနဲ့ဒေတာတွင်ဩဇာလောင်မှုမှုကိုကာကွယ်ဖို့အတွက်ရွေးချယ်ခြင်းကိုဂရုပြုလည်းရှိပါတယ်တရုတ်ကတတိထားနေတော့လဲစစ်ရဲရွေချယ်အတွက်အသုံးပြုနိုင်တဲ့ပစ္စည်းတွေပေးဖို့ကအီရန်စစ်တပ်နဲ့နီကာစွာလှုပ်ဆောင်ခြင်းဖြင့်အီရန်ကိုကူညီနေဆဲဖြစ်ပါတယ် ဤအပြောင်းအရွှေ့မှအီရန်ဟာရုရှားအပေါ်အာကိုချင်းမှကင်းဝေးပြီးတရုတ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်နေတဲ့၎င်းရဲ့ကာကွယ်ရေးပြူဟာကိုပြောင်းလဲနေကြောင်းပြသပါရယ်